မန္တလေးငလင်ကြီး၌အသက်ရှင်လျက်လူဦးရေ653ဦးကိုကယ်ဆယ်နိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးအင်းအပြင်းငလင်ကြီးမှာအသက်ရှင်လျက်လူဦးရေ653ဦးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသားသက်ဖွဲ့ကသိရပါတယ်။မြန်မာနိုင်ငံမှာမန္တလေးအင်းအပြင်းငလင်ကြီးလှုပ်ခတ်ခဲ့မှုဟာစတင်မလာ28ရက်နေ့မှာခြုံလာပြင်းပြောင်းခဲ့ပြီးဖြစ်ပြီးမြန်မာနိုင်ငံမိသားသက်ဖွဲ့ရှောက်ဖွေကယ်ဆယ်ရေးသက်ဖွဲ့ဝင်များအနေနဲ့ဖြစ်စဉ်တစ်ခုလုံးမှာ653ဦးတည်တည်ကို အသက်ရှင်လျက်ရှောက်ဖွေကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ။ဒါအပြင်နိုင်ပေါင်းတရားကျော်ပိတ်မိသူတွေကို နောက်ဆက်သွဲငလိငယ်များလှုပ်ခတ်နေတဲ့ကြားကနေအသက်ကိုအသက်နဲ့ထက်ကခက်ခဲစွာဖြင့်လေမအားညာမနာဝင်းရောင်ရှာဖွေကဲဆဲနိုင်ခဲ့တယ်လို့သိရပါတယ်။ အစူပါကဲသူကဲဆဲရေးတွေပြုလို့ရမှာဟိုတယ်အေဂျင့်တာမှဝန်ထမ်းနှစ်ဦးကိုမြန်မာနိုင်ငံမိသားသက်ဖွဲ့ရှားဖွေကဲဆဲရေးသက်ဖွဲ့ဝင်များတူရကီနဲ့ဗီယက်နမ်နိုင်ငံတို့မှရှားဖွေကဲဆဲရေးသက်ဖွဲ့ဝင်များပူးပေါင်း၍ခက်ခက်ခက်ခဲစွစွန်ဆဆထွန်းဖောင်ဝင်းရောက်ကဲဆဲမှုကြောင့်ဂလင်းဖြစ်ပွားပြီးနိုင်ရီပေါင်း109နာရီခန့်မှပိတ်မိနေသူကိုနိုင်လင်းထွန်းကိုလုပ်ငန်းကြာချိန်73နာရီဖြစ်၎င်းနိုင်ရီပေါင်း120နာရီခန့်ပိတ်မိနေသူ ူကိုထမမောင်ကို လုပ်ငန်းချချင်း၁၂နာရီဖြင့်၎င်းအသီးသီးအသက်ရှင်လျက်အောင်မြင်စွာကဲတင်နိုင်ခဲ့တယ်လို့သိရပါတယ်။ ရှင်ဖြစ်စဉ်တွင်အသက်ရှင်လျက်လွတ်မြောက်လာသည့်ဝန်ထမ်း2ဦး၎င်းတို့မိသားစုများနှင့်ဟိုတယ်မှတောင်းဝန်ရှိသူများအနေဖြင့်အမတ်တရကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့်ငလင်လှုပ်ခတ်ပြီး6လပြည့်အထက်အမှတ်အဖြစ်ဂုဏ်ပြုခြင်းအခမ်းအနားကိုစတင်မလာ28ရက်နေ့မှနေပြည်တော်ရှိအေးချမ်းသာဟိုတယ်၌ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။